ဇလန်းလေးရဲ့အဆမှာတော့နားဆိုတဲ့ခလေးမလေးကစက်ကူရွယ်လေးတရွယ်ကိုဆေးရောင်ချဲပြီးတော့သူမအမေရဲ့လက်ချောင်းလေးပေါ်မှာတင်ပေးနေတာကို တွေ့ရပါတယ်။ဒါဟာသူမရဲ့ခလေးဆန်ပြီးတော့ဖြူစင်းတဲ့လောက်ရက်တစ်ခုပါ။ကားပရင်ပေါက်ကနေကြည့်လိုက်တဲ့အခါမှာတော့သူမကဝင်းပလွေတကောင်ကို တွေ့လိုက်ရပါတယ်။သူမအမေကတော့ဝင်းပလွေလေးကလှတယ်လို့ပြောပေမဲ့နာကတော့ဝင်းပလွေတွေက အန်ဒီရဲ့များပြီးတော့ကြောက်ဖို့ကောင်းတာကြောင့်မလားပါဘူးလို့ပြန်ပြောခဲ့ပါတယ်။ သူမအမေကတော့ပုံမြင်တွေထဲမှာလူဆိုးတွေအဖြစ်ပုံဖော်ခံရတိုင်းတကယ်ဆိုးတာမဟုတ်ကြောင်းနဲ့ဝေဖလီကောင်းနေလေရှီချောင်းကိုပြောပြခဲ့ပါတယ်။ရုတ်တရက်ကားမတော်တဆမှုဖြစ်ပေါ်ပြီးတော့နာကတော့ကားပြင်ကိုလွှင့်ထွက်သွားခဲ့ပါတယ်။ဝေဖလီကသူမကိုတိုက်ခိုက်ခြင်းမရှိဘဲနဲ့ဒီအတိုင်းပဲထွက်သွားခဲ့ပါတယ်။မိဘနှစ်ပါးစုံသွားပြီးတဲ့နောက်သူမဟာမာဂရက်ဆိုတဲ့အမျိုးသမီးအုပ်ချုပ်တဲ့မိဘမဲ့ကေဟာကိုရောက်သွားခဲ့ပါတယ်။ ပါကရက်ကနာပါဝင်ကလေးတွေကိုကြိုးဆိုပြီးတော့ဒီအင်းရဲ့စီကန်းတွေကတော့စနစ်တကျရှိမှု လေးစားမှုနဲ့နာခံမှုတို့ဖြစ်ကြောင်းပြောပြပါတယ်။မနစ်မျိုးစရာတွေမကြုံကြည်ရင်စီကန်းလိုက်နာရမယ်လို့ဆိုပါတယ်။မာဂရက်ကနာရဲ့လေဆွဲကိုဖြုတ်ခိုင်းတဲ့အခါမှာတော့နာကတော့ဒါသူမအမိပိုင်တဲ့အရာမို့ငင်းဆန်ခဲ့ပါတယ် မာဂရက်ကနာကိုအစကရက်ကတကားနမ်းပထောင်သူအဖြစ်တက်မှတ်လိုက်ပြီးတော့ဝီဂဲကိုလက်စွဲဖြိုယူခိုင်းကာတွင်းပြစ်ခိုင်းခဲ့ပါတယ်။အက်ဒလင်းကတော့နာကိုအိယာနေယာကို ပြပေးရင်းနဲ့ဒီဂရင်ကတော့အရင်အိတ်တဲ့ကောင်မလေးကမနေကပဲမွေးစားခံလိုက်ရလို့လွတ်နေတယ်လို့ပြောပြပါတယ်။နာကလည်းသူမကြတော့ဘာလို့ဘသူကမှမမွေးစားကြတာလဲလို့မေးတဲ့အခါအက်ဒလင်းကတော့မာဂရက်ပြောပုံအရနာကယုံမလာဘူး။ ျက်နာကဖြူဖက်ဖြူရော်ဖြစ်နေတော့မိဘတွေကယောဂတဲ့ထင်ပြီးတော့မမွေးစားခြင်းကြဘူးလို့ပြန်ပြောပါတယ်။မြစ်တွေကြာလာပြီးအရွယ်ရောက်လာပြီမဲ့ဂေဟာကတော့သူမအတွက်ထောင်တစ်ခုလိုဖြစ်နေတုံးပါပဲ။ဒီနေ့မှာတော့မိသားစုတကူကသူမကိုမွေးစားဖို့အတွက်ရောက်လာပါတယ်။သူမကတော့အက်ဒလင်ကိုပြန်လာတွေ့မယ်လို့ကတိပေးပေမဲ့အက်ဒလင်ကတော့ဒီကရေခန်းကိုဘယ်တော့မှ ပြန်မလာဖို့မှာလိုက်ပါတယ် ။ဝေးစားကျင်တဲ့ဇနီးမောင်နှံကနားရဲ့လက်ချောင်းတွေကတန်ရာကိုမေးတဲ့အခါမှာတော့မောင်ရက်ကအနာကတလိမ့်ဆန်တွေနဲ့ဆော်ရတာဝါသနာပါလို့ထိခိုက်မိတာလို့လိန်ပြောပါတယ်။မောင်ရက်ကနားကိုအစမ်းသဘောခေါ်သွားတာဖြစ်ပြီးတော့လိမ့်လိမ့်မမမနေရင်ဂေဟာကိုပြန်ဖို့ခံရမယ်လို့ချင်းချောက်ပါတယ်။စာရွက်စာတမ်းကိစ္စတွေမလုပ်ခင်မှာဇနီးမောင်နှံဟာပီယန်နိုတယောတန်တစ်ခုကိုကြားပြီးတော့သဘောကျသွားကြပါတယ်။သွားကြည့်လိုက်တဲ့အခါရီဂယ်တီးနေတာကိုတွေ့လိုက်ရပါတယ်။ ပြီးခဲ့ကိုမိသားစုများစွာကငွေစားကျင်ကြပြီမဲ့သူကတော့အမြဲညင်းလို့ခဲ့သူပါဒါပေမဲ့ဒီမိသားစုကတော့သူ့ကိုသဘောကျလွန်လို့နာနဲ့ရီကယ်တို့နှစ်ယောက်လုံးကိုငွေစားဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်မတည့်ကြတာကိုတော့မိသားစုကမသိပါဘူးမောင်ရက်ကတော့ရီကယ်ကို ထမသွားစီခြင်းလို့တားခဲ့ပေမဲ့မိသားစုကတော့အတင်းခေါ်ယူခဲ့ပါတယ် အိမ်တစ်ကိုရောက်တဲ့အခါမှာတော့အမျိုးသမီးကနာကိုအိမ်အနှံလိုက်ပြပြီးတော့အမျိုးသားကတော့ရီကယ်ကိုအခန်းလိုက်ပြပါတယ်။ရီကယ်ကခေါင်းကပ်ယောဂါခံစားနေရပြီးတော့ဈေးတောက်ကသူ့အတွက်အရေးကြီးတဲ့တစ်တာလေးတစ်ခုကိုအန်ဆွဲထဲမှာဝတ်ထားလိုက်ပါတယ်။နာကတော့ရီကယ်စီကိုသွားပြီးတော့နှစ်ယောက်လုံးအဆင်ပြေအောင်နေကြဖို့ပြောပေမဲ့ရီကယ်ကတော့သူ့ရှိကိုမလာဖို့နဲ့သူ့ခန်းထဲကိုဘယ်တော့မှမဝင်ဖို့ပြောပြီးတော့မောင်းထုတ်လိုက်ပါတယ်။ ညသာစားချိန်မှာဝေးစားမိဖတွေရဲ့အလောက်ကင်ကိုသိရပြီးတော့ခင်မောဖြစ်သူကသူတို့နှစ်ယောက်ဆက်ဆံရေးကိုမေးပါတယ်။ဒါကတော့မောင်နှမတွေလိုကြီးပြင်းလာတာပါလို့ဖြေပြီးတော့ရေချိုးကန်းကိုသွားဖို့အတွက်ထွက်လာခဲ့ပါတယ်။အမျိုးသမီးကရီကယ်ဆိုတဲ့နာမည်ကခြေတလုံးရဲ့နာမည်ဖြစ်ကြောင်းပြောတော့ရီကယ်ကသူ့မိဖတွေကိုတခါမှမမြင်ဘူးကြောင်းနဲ့မောင်ရက်ကပဲနာမည်ပေးခဲ့တာဖြစ်ကြောင်းပြောပြီးတော့ထပြီးတော့ထွက်သွားပါတယ်။ဒါကတော့ရီကယ်ကိုဘာလို့ဒီလိုဆက်ဆံနေတာလဲ။ ခရပြန်မရအောင်စ조사နေတာပါလို့ပြောတဲ့အခါရီကေကတော့ငါ့ကိုမုံနေတာသူတို့သိသွားမှကြောက်လို့လာလို့မေးပါတယ်။ဒါကတော့မရက်ဖန်ကြာရင်နေ့ရက်မျက်နှာဖုံးကြွားကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါရဲ့အိမ်မဲထဲမှာခရကဆိုးရွားတဲ့အမတ်တရားတွေကိုမဲ့ပါတယ်။ရီကေကတော့နေမကောင်းဖြစ်တုန်းကမာဂရက်ကသူ့ကိုတော့ကောင်းကောင်းမွန်မွန်ပြုစုပြီးတော့ဂျန်တဲ့ကလေးတွေကိုမောင်းထုတ်ခဲ့တာပါ။ ။နောက်တစ်နေ့ကြောင်းသွားတော့ရီကယ်ကနာကိုကားပေါ်ကနေမစင်းခင်ဆွဲထားပြီးတော့ငါကနင့်ကြောင့်ဒုက္ခမခံနိုင်ဘူးလို့ပြောပါတယ်။ကြောင်းမှာတော့ရီကယ်ကကောင်မလေးတွေစိတ်ဝင်စားတာခံရတဲ့သူဖြစ်ပြီးတော့နာကတော့ဘီလီဆိုတဲ့ကောင်မလေးနဲ့ခင်မင်သွားပါတယ်။ဘီလီကမီကီဆိုတဲ့တငယ်ချင်းနဲ့မိတ်ဆက်ပေးပေမဲ့မီကီကတော့နာကိုလစ်လူယူခဲ့ပါတယ်။ အတက်ထဲမှာတော့ဆရာမကနာကိုသိပ္ပံဘာသာရဲ့ထူးချွန်ကြောင်းချီးကျူးနေတော့မှာပဲအပြင်မှာစူညံသင်တွေချားလို့ထွက်ကြည့်ရဝီကေကဖီလစ်ဆိုတဲ့ကျောင်းသားကိုထိုးချိတ်နေတာကို တွေ့ရပါတယ်မီကီကတော့ဒါကိုသဘောကျနေပါတယ်ညဘက်မှာဝီကေခေါင်းကိတ်နေတာတွေ့လို့နာကကိုညီဖို့လုပ်ပြီးမဲ့ရီကေကတော့မောင်းထုတ်လိုက်ပြန်တယ်နောက်ရမှာမွေးစားမီကင်ကနာကိုရီကေရဲ့အခန်းထဲကိုအဝေးစားသွားဖို့ခိုင်းပါတယ် နာဝင်သွားတော့ဝီကေတောင်းနေတဲ့ဆေးဘူးကိုတွေ့ပြီးတော့အန်ဆွဲကိုဖွင့်ကန်ဒီမှာဝီကေဝင်လာပြီးတော့ဒေါသထွက်သွားပါတယ်။ဝီကေကတော့ငါကနေပုံမြင်တဲ့ကဝင်ပလီပဲလေ။နေကိုဘာမှမလုပ်ရသေးပဲနေကငါကိုကြောက်နေတာအရေးချုံမနေနဲ့လို့ပြောဆိုလိုက်ပါတယ်။ကြောင်မှာလီယိုဆိုတဲ့ကောင်လေးကတော့နာကိုလာပိုးပန်းပါတယ်။ဝီကေကလီယိုကိုရွှဲ့ပြီးတော့ပြောပါတယ်။ဈေးဝယ်ထွက်တော့နာကိုမွေးစားမိခင်ကကောင်းဝယ်ပေးပြီးတော့ကပတ်ပတ်ပေးဖို့လုပ်ပါတယ် ကပတ်ကူမြင်တော့အနာဟာအတိတ်ကစိတ်တန်ရာကိုတတိယသွားပြီးတော့ထိတ်လန့်သွားခဲ့ပါတယ်။အတိတ်မှာမာဂရက်ကနာကိုအမောင်ခန်းထဲမှာကတဲ့နဲ့တောင်းနှောင်ပြီးတော့ပိုးကောင်တွေနဲ့တောင်းပိတ်ပြီးတော့အပြေပေးလေရှိခဲ့လို့ပါ။အဲ့ဒီချိန်တုန်းကသူမရဲ့လက်ကိုကင်ပြီးတော့အားပေးခဲ့တာအက်ဒလင်းလို့တင်ခဲ့ပေမဲ့တကယ်တော့ရီဂယ်ဖြစ်နေပါတယ်။ဒါကိုတော့နာကမသိပါဘူး။နောက်ပိုင်းမှာတော့ဥယျာဉ်တော်နေကိုရောက်လာပြီးတော့ចောင်းသားတွေကကိုကြိုက်တဲ့သူရဲ့လော်ကာထဲမှာပန်းမွေထည့်ပြီးကြပါတယ် ငါရဲ့လော်ကာထဲမှာတော့အနက်ရောင်နှီးစီပန်းတပွဲရောက်နေပါတယ်။အတိတ်ဘယ်ကဆွဲလန်းယူတုပြီးတော့မျော်လင့်ချက်မဲတဲ့အချစ်တဲ့။နာကတော့ရီကယ်ထဲထားလာလို့သွားမိတော့ရီကယ်ကတော့ညင်ပါတယ်။လီယိုကနာကိုအတင်းလိုက်ကပ်ပြီးတော့ရီကယ်နဲ့ပတ်သက်ရင်မနာလိုဖြစ်နေပါတယ်။ရီကယ်ကတော့ခေါင်းကိတ်တဲ့ဝေဒနာကိုစိုးစိုးရွားရွားခံစားနေရပါတယ်။လီယိုကတော့ရီကယ်ကသူ့ကိုရိုက်နေထားတဲ့ဗီဒီယိုကိုနားစီကိုပို့လာပါတယ်။ ဘေးကအိမ်ပြန်ရောက်တော့တံရတွေနဲ့ဖြစ်ပြီးတော့ဖြားပြီးတော့လဲကျသွားပါတယ်။နာကပဲပြုစုဘေးကရပါတယ်။ရီကရဲ့မွေးနေ့အတွက်နာကလက်ဆောင်ဝယ်လာတော့မှာပဲအိမ်မှာဧည့်သည်ရောက်နေပါတယ်။ဝိဇာမိဖတွေရဲ့ဆွေမျိုးဖြစ်ပြီးတော့တမိဖြစ်သူအာရှာကတည်ဆုံသွားတဲ့ဒါရင်ရဲ့ချစ်သူဟောင်းပါအိမ်ကိုအက်ဒလင်းရောက်လာပါတယ်ဝိဇာမိခင်ကရီဂန်နဲ့နာကိုတရားဝင်ဝေးစားတော့မယ်လို့ကြေညာတဲ့အခါအာရှာကဒေါသထွက်ပြီးတော့တည်သွားတဲ့ဒါရင်နေရာမှာအစားထိုးတာလားလို့ရန်ရှာပါတယ် တကားဝိုင်းပြတ်သွားပြီးတော့နာကသူဒီနေရာနဲ့မတန်ဘူးလို့ခံစားရပါတယ်။အဒလင်းကတော့မာဂရက်ကိုတရားစွဲမဲ့ကိစ္စမှာပါဝင်ဖို့နာကိုပြောပါတယ်။အဒလင်းကရီဂယ်ကိုနင့်ဒီအိမ်ကိုလာတာနာကိုစောင့်ရှောက်ဖို့ဆိုတာဘာလို့မပြောတာလဲလို့မေးပါတယ်။ရီဂယ်ကဝင်းပလီတကောင်ကကလေးမလေးကိုလက်ဆွဲပြီးတော့ကာကွယ်ပေးလို့မရဘူးလို့ဆိုပါတယ်။ မိုးရွာတဲ့ညတညမှာနာကတော့ရီကယ်ကိုငါနင်းနားမှနေချင်တယ်လို့ပြောပေမဲ့ရီကယ်ကတော့ငါတို့ဘွားတွေကပြည့်စည်နေပြီ။တာမန်ဘွားမျိုးမရနိုင်တော့ဘူး။ငါနားမှနေရင်နင်းပေါ်ပြီးတော့နာကျင်ရမယ်ဆိုပြီးတော့တွန်းထုတ်လိုက်ပါတယ်။ចောင်းကာပွဲညမှာလီယိုကနာကိုအတင်းအားထမပြုချင်းမှုစူးစားပါတယ်။ရီကယ်ရောက်လာပြီးတော့နာကိုကယ်တင်က လီယိုကိုထိုးချိတ်လိုက်ပါတယ်။အပြန်လဲမှာတော့လီယိုကကားနဲ့လိုက်တက်ပြီးတော့သူတို့နဲ့ရောက်မောင်နှမချင်းချင်းချိုက်နေကြဖွဲချမယ်လို့ချင်းကြောက်ပါတယ်။ ပြီးခဲ့ကတော့မတက်တာတဲ့အစုံနောက်ကိုဖက်ပြီးတော့တရားပေါ်ကနေခုံချလိုက်ပါတယ်။ဇေယုံမှာနာသတိရလာတော့အတလင်းစီကနေအမှန်တရားကိုတီးလိုက်ရပါတယ်။ငငယ်ကအပြိပေးခံရတိုင်းလက်ကင်ပေးထားသူမှရီကယ်ဖြစ်ကြောင်းပေါ့။ဆရာဝန်ကတော့ရီကယ်ဟာနောက်ကိုကာကွယ်ရင်းနဲ့ထိခိုက်မှုအများဆုံးခံလိုက်ရလို့ကုံမာဝင်နေကြောင်းဒါအပြင်ငငယ်ကလေးကအုံနောက်အကျင့်ရှိနေကြောင်းပြောပြပါတယ်။ ဝီကေကဝေးစားတာကိုလက်မခံဘဲနဲ့ခေဟာပြန်ပြန်ပြောခဲ့တာကြောင့်အုတ်ထင်းသူကတော့မာဂရက်ပြန်ဖြစ်သွားပါတယ်။မာဂရက်ကနာကိုဝီကေနဲ့ပြီးမတွေ့တော့ပါဘူး။ဒါကတော့ဝီကေချန်ထားတဲ့တစ်တာလေးကိုဖွင့်ကြည့်တော့သူ့အမေရဲ့လက်ဆွဲကိုတွေ့လိုက်ရပါတယ်။မာဂရက်ကိုတရားစွဲတဲ့နေ့ကရောက်လာပါတယ်။ကလေးတွေကမာဂရက်ကိုကြောက်လို့ထွက်ဆိုချက်တွေပြင်ကြပါတယ်။ နာကတော့တရားဝင်မှာတတိရှိရှိနဲ့ဝိကေခန်းစားခဲ့ရတဲ့စိတ်တန်ရာတွေမကရဲရဲ့ရက်ဆက်မှုတွေအကြောင်းကိုပြောပြခဲ့ပါတယ်။ဝိကေဟာသူ့ကိုယ်သူလူစိုးတကောင်လို့ထင်အောင်မကရဲကပုံသွင်းခံခဲ့ရပုံကိုဖွင့်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့နာကတော့အမှုနိုင်ခဲ့ပါတယ်။သူမဆေးရုံကိုပြေးသွားပြီးတော့ဝိကေကိုတရင်ကောင်းပြောပါတယ်။ဝိကေတတိပြန်ရလာပါတယ်။ သူတို့ရဲ့အချက်ကအနံ့ရသွားပြီးတော့နှစ်ယောက်သားလက်ထက်ကသမီးလေးတစ်ယောက်နဲ့ပျော်ရွှင်တဲ့ဘဝလေးကိုတိဆောက်သွားနိုင်ခဲ့ကြပါတယ်။